ရှိအဝတ်စုကိုစကူရရှိသွားသူကတော့အယောက်ဆောင်မောယူစံကျေးဇူးကြီးရလေရတော့တယ်နော်အဲ့ဒါဒီလိုပါပဲမိသားစုဟိုလိုအဲချင်းမြင့်တာနေပါပါအနုပညာလုံးမလို့တာတတလေးတတဖြစ်နေပြီဆိုတော့ခဏနှစ်လောက်ဖြစ်နေပြီပေါ့နော်အခုလိုမျိုးကင်မရာရှေ့မှာဆိုရင်တော့အပြင်လူနဲ့မခြားဖြစ်နေပြီပေါ့နော်သူများရေအနုပညာလုံးရှားမှုတွေတွေ့ပြီးတော့ပေါ့နော်လောက်ချင်းစိတ်လေးတော့အဲ့လိုဖြစ်မိရတော့ရှိပါတယ်ဟုတ်ဒါမဲ့လည်း အဲယုံကြည်မှုကမရှိဘူးပေါ့နော်ဒီနေ့ကတော့ migraine ဝယ်ရင် service ကလုပ်တဲ့ပွဲပါဟုတ် migraine နဲ့ကလည်းမိသားစုလိုဖြစ်နေတဲ့အတွက်တရားဖြစ်တာပါ right. ကိုဖက်ချင်းစုနေရလေရတယ်เนาะဟုတ်ပါဘူးဝိစားလေးဟုတ်ဟုတ်အဲဒါဒီလိုပါပဲမိသားစုဟိုလိုအဲချင်းမြင်တာနေပါပါဟုတ်ခံစားကြအရင်ကနဲ့မတူဘူးပေါ့နော်ရင်းသားဆိုရင်တော့ကိုကိုတိုင်းစင်ပေါ်မှာလမ်းလျှောက်ရတယ်အခုကကြောက်အောင်မထိုင်ကြရဖီးရကြတမျိုးပေါ့နော်ဒါပေမဲ့တစ်ခါမှမခံစားဘူးတော့အဲစင်ပွားဟာပဲကိုကြိုက်နေရဟုတ်ကိုတိုင်းရောပြန်ပြီးအဲ့လိုမျိုးပြန်သွားပြန်ပြီးလှုပ်ချင်တာလေးရှိမှာပေါ့အဲဟုတ်အဲဒီလိုမျိုးတွေ့ရင်တော့လှုပ်ချင်ပါတယ်ဟုတ် ဒါအလုပ်ပြည့်တဲ့အလုပ်မျိုးကြီးနားဆောက်လိုက်တဲ့ခါကျတော့ပြည့်စစ်တွေပေါ်မှာကိုအားနာလာလေးတက်လို့ပြည့်စင်လာတယ်အလုပ်မျိုးတွေကိုဖြစ်လာမှာပါ။ဖြစ်လာဆိုတော့အဲဆက်စားခြင်းတော့ကတော့တိတ်မဖြစ်ပါဘူးဆိုတော့ကိုကအိမ်အောင်ကြပြီးရတယ်တခါတယ်ဟိုကလေးရကလေးရလည်းတခါတယ်နှစ်ယောက်တခါတယ်တန်းယူတော့ဟိုကလေးလည်းတောင်းတန်းကိုကြီးပြီဆိုတော့အဲအခုချိန်မှာတော့အဲနည်းနည်းပါပြန်လှုပ်ချင်စိတ်လေးဖြစ်တယ်အဲသူများရေအမှုပညာလှရှားမှုတွေတွေ့ပြီးတော့မလို့နော်လှုပ်ချင်စိတ်လေးတော့အဲ့လိုဖြစ်မိရတော့ရှိပါတယ်ဟုတ်ဒါမဲ့လည်း အဲယုံကြည်မှုကမရှိဘူးပေါ့နော်အနုပညာလုံးမလုပ်တာတသားလေးတသက်ဖြစ်နေပြီဆိုတော့ခဏနှစ်လောက်ဖြစ်နေပြီပေါ့နော်ဖြစ်နေပြီဆိုတော့အခုလိုမျိုးကင်မရာရှေ့မှာဆိုရင်တော့အပြင်လူနဲ့မချဖြစ်နေပြီပေါ့နော်နည်းနည်းလေးဟိုနည်းနည်းလေးပေါ့နော်ဟိုဘယ်လိုလေးပြောရမှန်းမသိဘူးအဲအဲ့လိုမျိုးလေးဖြစ်တာပါပုပ်ကူတာလူပညာရှင်ဖြစ်ခဲ့တယ်ဆိုတာကလည်းမေးတိတိဖြစ်နေတာခုနှစ်နှစ်ရှိနေတော့အတဲတဲမိရပြင်သွားလို့ရှင်လဲအဲ မတ်တက်အုပ်ထုတ်ဆောင်သွားလို့သိနေသိနေတော့အဲလာနှုတ်ဆက်တဲ့ချိန်ကျရင်ချိန်ကျမှာကောအော်အဲငါရင်တော့ဒီဥဆောင်လုပ်ခဲ့ပါလားဆိုတာဟာလေအတိပြောင်းဝင်လာတယ်ဒီတိုင်းပုံမှန်ဆိုရင်တော့အဲ့လိုမျိုးမေ့နေရပေါ့နော်မေ့နေကိုခလေးကိစ္စနဲ့အဲဈေးသွားဝယ်ရလားဗာလဲအဲ့လိုမျိုးဆိုရင်မေ့နေရမေ့နေလို့ရှိရင်အပြင်လူတိုင်းပဲရှောက်သွားတယ်ကိုချန်ကြီးမန်းကီကိုကတ်တန်တာ ရင်းလို့ပိတ်သက်ရှိအဲ့လိုမျိုးမရောက်ဘူးမရှိမှာပေါ့ဒါကိုအရင်ကဗီဇာသူကလည်းဝေးနေပဲရှုပ်နေတာဆိုတော့လေဩဟုတ်ကဲ့ဟုတ်အင်းအဲ့ဒါကြတော့ပြောလို့မရဘူးရှင်ဟုတ်ကိုယ့်ရဲ့ဟိုအဲကိုယ့်ရဲ့စမ်းပေါ်မှာလည်းမလို့ဒီတည့်ရဲ့လေဟုတ်ဒါပေမဲ့ဟိုမိုးယူအမတ်တရအနေနဲ့ကာဘာဆောင်းတခုတော့ဟိုကိုစီစဉ်နေရပေါ့နော်ဟောလုံနေပါတယ်တဝက်တော့ရောက်နေပါပြီဟုတ်အနုပညာလှူရှာမှုတိတ်မရှိရနောက်ပိုင်းမှာအဲ့လိုမျိုးတချင်းလေးပို့ပြီးတော့ဒီလိုကိုယ့်အကိုဆိုပြတာလားပြောပြောနေနေပေါ့နော်ဟိုအဲ professional အနေနဲ့တော့မဟုတ်ပါဘူးအပျော်အနေနဲ့ကိုဆိုပြစ်တယ်ဆိုပြစ်ရင်လည်းတချင်းလေးဘက်ကို음ပို့ပြီးတော့စိတ်ဝင်စားတယ်လို့ဖြစ်လာဖြစ်လာပြီးတော့အဲမိုးယူအမတ်တရအနေနဲ့ပေါ့နော်တပုတ်လောက်တော့ကာပါဆောင်းနေနဲ့ဆိုကြည့်ချင်တယ်ဆိုပြီးတော့စိတ်ကူးထားကြားလာပြီးဟိုမင်းသမီးလှုပ်ထဲရပေါ့နော်မင်းသမီးလှုပ်ထဲရအဲ့တော့ကျတော့တချင်းခွေထွက်မယ်ဆိုပြီးတော့လှုပ်သေးတယ်တေးဆရာကြီးလည်းအကုန်အပ်ပြီးမှမလှုပ်ဖြစ်တာပေါ့နော်အိမ်နောက်ကျသွားတာအဲ့ဒီစိတ်ကူးလေးရရှိတော့ အဲအခုအဲ့တပုတ်ကိုပေါ့နော်အဲရင်ဆုံးလုပ်မယ်ဆိုရင်လုပ်ဖြစ်ထားပါဟုတ်အဆောင်လေးနဲ့ပြည့်စက်ချင်ပြန်လာတော့ဘာလို့ပြောရမလဲဟုတ်ကဲ့ဟုတ်ကြာပြီလုံးမဲ့လှုပ်လိုက်တော်တော်နှစ်ချီနေပြီဟုတ်ဒါပေမဲ့အဲခုအဲ့တပုတ်လေးတော့ဆိုးရော့ဆိုပြီးပါပြီဟုတ်ဟုတ်တယ်ဟောအဲ့လိုသူများတွေကိုတက်မေးတာမျိုးရှိလားအစ်တေးရဲ့လားတက်မေးတာမျိုးရှိလားဆိုတော့အဲ ခုနောက်ပိုင်းကျတော့ဒီပရိသတ်ကိုရောမဖြောပြပစ်ဘူးဒါပေမဲ့ကို့ဒီအတိုင်းဝိုင်းမှာတော့မြန်တဲ့တချင်းဆိုပစ်တယ်ကို့ရဲ့မျိုးသားနဲ့သွားတဲ့ပွဲရီမှာဆိုလို့ရှိရင်ကိုကမြန်တဲ့တိုင်းကတချင်းဆိုနေတာဆိုတော့ဟုတ်အဲကောင်းတော့ကို့တချင်းမဆိုဘူးနော်ကို့ရဲ့ဒီကလုတ်တဲ့လုတ်ကအဲတေးဥဆောင်လုတ်ဆိုတော့တကယ်လို့လုတ်လုတ်ဖြစ်မယ်ဆိုတော့တရုတ်ဆောင်မယ်ဒီကလုတ်ချင်တယ်ပေါ့နော်တရုတ်ဆောင်လုတ်မယ်အဲအစိုးပိုင်းလေးကကြာတော့ဝါဒနာပါတဲ့အလျောက်ကိုဝါဒနာပါလို့ဒီတချင်းလေးကိုလုတ်လိုက်တယ်ဆိုလိုက်တယ် I love Bauerhaus.